အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမှာကတော့အေဂရီယာစွန့်စာခန်အတွဲနှစ်ရဲ့အပိုင်း6လေးပဲဖြစ်ပါတယ်ဆက်လက်လေးမစတင်ခင်မှာ channel လေးကို subscribe လေးနဲ့ပြီးတော့ VPN လေးခန့်မြေရှိပေးဖို့မိသားရခန့်ချင်ပါတယ်ရှင်သူ့ကိုအရှိကနေပျော်စုံနေတဲ့လူကိုကြည့်သောအေဂရစ်လည်းလွင့်ပြက်နေတဲ့စိတ်တွေထင်အောင်ထင်မှားဖြစ်နေတဲ့အာယုံတွေကိုတေချာလေးထိန်ချုပ်နေခဲ့ပါတယ် ွှေခဲမင်းဘယ်မှာလဲကွာအတန်လေးပေးကြပါဦးဒီကူရဲမှာငါတယောက်ပဲကြက်ခဲ့တော့မလားငါကြောက်တယ်ငါဘယ်လိုလုပ်ရမလဲငါဒီမှာပဲတက်ရတော့မလားကျမကိုကယ်ကြပါဦးကျမအဖေနဲ့မတွေ့ရသေးဘူးအဖေကိုရှာကျင်သေးတယ်ကျမဒီမှာမသေးချင်ဘူးသူ့ရဲ့အနီနာကနေနမ်းမြိုင်စိန်ခဲနဲ့ရွှေခဲတွေရဲ့အတန်ကိုအေဂရစ်ကြားလိုက်ရတော့တဲ့ုံမှာအော်အော်သွားရပါတယ်တငယ်ချင်းတော့ရလုံကသူ့နာမှာပဲရှိနေကြတာဖြစ်ပြီး တယောက်ကိုတယောက်ငင်းကြပုံလည်းမရပါဘူးသူတို့တွေကဒီနားမှာပဲရှိနေကြလားဟုတ်တယ်လေတယောက်ကိုတယောက်မတွေ့ရအောင်လို့ငါကလောက်ထားတာကြောက်ရစိတ်တွေကိုတေချာစုစည်နိုင်ပြီကြောက်အခုလာရတာကလည်းပျောက်ဆုံးနေတဲ့ဖေကိုရှာခြင်းလို့ဒီရဆရာကြီးရဲ့အခုညီလိုအပ်နေတာပါသူတို့သုံးယောက်လုံးကလည်းကြောက်ရခရီးတစ်လျှောက်လုံးမှာမိတ်ဆွေကောင်းနေဖြစ်ပေခဲ့ကြတာခဏနေသူတို့အချင်းချင်းရောမင်းတို့ကပြန်တွေ့ကြလိမ့်မယ်ဘာမှစိတ်မပူနဲ့လူအကြီးကအေဂရစ်ကိုဒီလိုပြောပြီး ကင်ထားတဲ့မြေကိုမြောက်ကလေမောက်ပြီးတော့ငင်းပြစ်လိုက်ပါတယ်။ဟာအေကရေဖူးရန်သွားတာပဲကွာမင်းတို့တွေဘယ်ရောက်နေကြတာလဲမင်းတို့အားလုံးကဒီမှာပဲရှိနေကြတာလေမင်းတို့ဒီလိုဖြစ်အောင်ဒီကပန်းရက်နဲ့ငါလောက်ထားတာပဲဟုတ်လားအေကရေငါတို့အားလုံးကဒီမှာရှိနေကြတာလားဒါပေမဲ့တယောက်တယောက်တော့မမြင်ရဘူးနော်ခင်ဗျားကပါလေ ျောက်တို့ကိုဘာတွေလောက်ထားတာလဲယူတို့ကြောင်တို့လည်းရွှေခဲမင်းအဲ့လိုမပြောနဲ့ကွာဒီရဆရာကြီးကငါတို့ကိုကူညီပေးနိုင်တယ်အေဂရစ်အွန်လိုက်တော့မှရွှေခဲလည်းညင်ကြသွားပြီဆရာကြီးကျောက်တငယ်ချင်းအပြောမတက်လို့တောင်းပန်ပါတယ်ဗျာကျောက်တို့ကိုတတ်နိုင်တလောက်လေးကူညီပေးပါအေဂရစ်ပြောလိုက်တဲ့အခါဆရာကြီးကဘာမှပြန်မပြောပဲအရှိကနေလက်ထွက်သွားပြီးအေဂရစ်တို့ဘက်ကလည်းအနောက်ကနေ ကြောင်တောင်လေးရိုက်ရင်လည်းကြံနေခဲ့ပါရဲ့ဟိုဟိုလူကထွက်သွားပြီငါတို့ကရောငါတို့ကဒီမှာပဲနေခဲ့ရမှာလားငါပြောတာပဲအဲ့လူကယူနေရလို့ငါတို့ဒီကွဲမှာတိတ်စေချင်နေတာလေရွှေခဲမင်းတော်ပါတော့ကွာမင်းတို့တွေဘာရက်လုံးနေကြတာလဲငါနာလိုက်ခဲ့လေအော်ဟုတ်ဟုတ်ခဲ့ပါဆရာကြီး လန်နေလောက်ရှောက်ပြီးရဲ့အခါမှာတော့တိတ်မကြခင်ပါပဲခုထွက်ပါလို့ထင်ရတဲ့အလင်းရောက်ရတဲ့နေရာကိုအားလုံးလမ်းတွေးလိုက်ရပါတယ်ဒီမှာထွက်ပေါက်ရှိနေတာပဲခုထဲမှာတော့တော်လေးကိုမောင်းတယ်ရွှေခဲအသားလိုပဲမင်းစကားကိုကြည့်ပြောတော့စင်ခင်လူကပြော့နေရမဟုတ်ခုပေါက်ကနေထွက်လိုက်တာနဲ့ရွာလို့ထင်ရတဲ့နေရာကိုရောက်လာကြပြီအိမ်လေးတစ်လုံးကိုပါထွက်တွေးလိုက်ရပါတယ်အားလုံးတက်ခဲ့ကြဆရာကြီးကဦးဆောင်ကား အိမ်ပေါ်ကိုတက်သွားတော့အေဂရစ်တို့လည်းအတားလေးနောက်ကနေလိုက်တက်သွားကြပါတယ်။ကဲပြောစမ်းပါအောင်မောင်ကြီးမင်းဖေကိုဘလို့ရှာမှာလဲ။ပြောရရင်တော့ရှေ့တယ်ဗျ။ဒါပေမဲ့ပြစ်စီလေးတခုတော့ကြောက်မှာပါတယ်။အဲ့ဒါနဲ့ရှာလို့ရမလားမသိဘူး။အေဂရစ်ကအင်းဆိုင်ရွက်ကိုထုတ်ပြလိုက်တော့ဆရာကြီးလည်းလမ်းယူပြီးဒေသာကြီးကอืม ဒီအင်းဆောင်ရွက်ကတော်ယုံလူတွေမတုံးနိုင်ဘူးမောင်ရင်ဒီအင်းဆောင်ရွက်မှာနာမည်တွေနဲ့စာတချို့ရေးထားတယ်ဘာဘလို့ဘာရရေးထားလဲကျုပ်ပြဘာမှမမြင်အောင်အားလုံးကရှုပ်ထွေးနေရပဲဒါရီယာဒါမှမျက်စိနဲ့မမြင်ရအောင်မောင်ရင်ဒီအင်းမှာရေးထားတဲ့စာရွက်တွေကိုမြင်ရဖို့ဆိုရင်မင်းဒီထပ်ပို့ပြောပညာတတ်ဖို့လိုအပ်တယ်ဗျာဒါဆိုကျုပ်ကဘာလုပ်ရမှာလဲမင်းတို့တွေတနေရာကိုသွားရမယ်အဲ့ဒီနေရာမှာ ပစ္စည်းတစ်ခုကိုရှာပြီးတော့ကျင့်စဉ်တစ်ချို့ကျင့်ရမယ်။အဲဒီနေရာကဘလို့နေရာမျိုးလဲဆရာကြီး။အဲဒီနေရာကိုရောက်ဖို့အတွက်လမ်းခေရတော့တော်လေးကိုကျန်တယ်။မင်းပညာတွေကိုကျင့်နေစေတော်တွင်ပါလေ။အနောက်ရှက်တွေကလာနိုင်တယ်။ဒီတော့မင်းလောက်မဟုတ်ရင်တော့ပညာတချို့တတ်တဲ့လူတွေငါတို့လိုအပ်တယ်။အဲဒီတော့ဆရာကြီးကဒီလိုပြောပြီးရွှေခဲတို့ဘက်ကိုလမ်းကြည့်လိုက်တော့ကျောက်ကဘာလို့ကြည်တာတုံးဗျာ။ကျောက်ကတခြားပညာတော့မတတ်ပါနဲ့။ကိုခန့်ပညာတော့တတ်တယ်။ကျောက်ပါငငယ်လေးကလေးကတင်ပေးခဲ့တာ။ အေကရစ်ကိုလည်းအဖအတင်ပေးခဲ့တည်းဟုတ်ပြီလေဒါဆိုရင်ဆရာကြီးကရွှေခဲကိုကြည့်လိုက်ပြန်နော်ကျုပ်ကလည်းအထင်မသေးနဲ့နော်ခရီးတစ်လျှောက်လုံးကျုပ်ကပဲကူညီပေးခဲ့ရကဲမင်းတို့နေရာတော့ဟုတ်ပါပြီဒါဆိုရင်ဒီကလေးမရောဟိုကျမတကယ်တော့ဒီကိစ္စနဲ့ဘာမှမဆိုင်ဘူးအဖေကိုရှာရင်းနဲ့ဒီအဖွဲလေးကိုရောက်လာခဲ့ရဘလို့မေးရရော မင်းအဖေကိုရှာနေတယ်ဟုတ်လားမင်းဖေကဘယ်အမြတ်သွားနေလို့လဲဟိုးဟိုလေဟုတ်တာပဲနမ်းမြရမင်းဖေကဘလို့ပြောက်သွားရလဲတေချာပြောပြပါဦးဟုတ်တယ်ဟုတ်တယ်ငါတို့ကိုပြောပြခဲ့တော့ကကြားကြောင်းမဲ့ပါတာအားလုံးကဝိုင်းပြောနေကြတော့နမ်းမြလည်းသူမအဖေကြောင့်ကိုပြောပြဖို့ခေါင်းငုံလိုက်ပြီ Thank you.

ကျမကတော့ကြောက်လွန်လို့ရွာရဲ့အဝေးတနေရာကနေပုံမျောတာလေးကြည့်နေခဲ့တာအဲ့ဒီအချိန်သူတို့ကလေကျမတိတ်ချရတဲ့ခွေလေးကိုတတ်လိုက်ကြတယ်ကျမလည်းစိတ်မထိန်နိုင်ပဲသူတို့စီကိုသွားဖို့လုပ်တော့အဖေကဘယ်ရမှမသိထွက်လာပြီကျမရဲ့လက်ကိုဆွဲပြီးတော့တော်ရဲကိုထွက်ပြေးသွားခဲ့တာအင်းအင်း ဒါပေမဲ့တော်နတ်ထဲကိုရောက်လာတော့အဲ့လိုကျမမတွေ့ရတော့ဘူး။ကျမတယောက်တည်းတော်ရဲမှာကြံ့နေခဲ့တာ။ကျမဖေကဘယောက်သွားတာလဲ။တရေတွေဆွဲသွားတာလား။ကျမမသိဘူး။မင်းပြောမှုအရဆိုရင်တော့မင်းဖေကတော်ရဲမှာတရေတွေဆိုတာခံခဲ့ရတာတင်တယ်။ကျမကတော့အဲ့လိုမထင်ဘူး။အဖေကအသေးသေးဦးအကြောင်းကျမကိုလာခဲ့ရတယ်။ဒါဆိုရင်မင်းနဲ့ထွက်ပြေးနေတဲ့ချိန်မင်းဖေကဘယောက်သွားတာလဲ။ နန်းမြိုင်ကသူမရဲ့ဖေချောင်းပြောပြပြီငိုယုံနေတဲ့ခါမှာတော့အေဂရစ်စိန်ခဲနဲ့ရွှေခဲတို့ကလည်းနန်းမြိုင်ကိုကြည့်နေအစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်ဒါဆိုသူ့အဖေကအစိုးရရတည်ပြီးသူ့ကိုဝိညာဉ်နဲ့လာခဲ့တာများလားရွှေခဲမင်းရတော့လေပောက်ကြရတယ်ပြောပြန်ပြီအေးအေးပါကွာငါငါမပြောတော့ပါဘူးငါငြိမ်လေးပဲနေပါတော့မယ်ဒါနဲ့နမ်းမြိုင်အဲ့ရွာရောအခုဘာဖြစ်သွားပြီလဲ ကျမမသိဘူးကျမထင်တရွာလုံးမရှိတော့ဘူးထင်တာပဲအဲ့ညာမိတွေလောင်နေခဲ့ရလေကျမသိတာအဖေကိုအယမ်းတတိရတယ်ကဲပါငိုမနေနဲ့တော့မင်းအဖေကိုငါတို့အားလုံးကူပြီးတော့ရှာပေးမယ်ဂတိပေးတယ်ဟုတ်ပြီလားမင်းအဖေနဲ့ပြန်ဆောင်စေရမယ်ဟုတ်ဆရာကြီးကျမလည်းလေတတင်းတထိုက်တာတွေအဖေစီကသင်ထားပြီးတာပါအဲ့ဒီပညာတွေကဒီလန်ခီမှာအသုံးဝင်မယ်လို့ကျမထင်တယ်ကဲကဲ ကောင်းပြီလေအားလုံးကအရေးချင်းကိုစီနဲ့ဆိုတော့လေငါကဘာမှမပြောတော့ဘူးခရီးကိုမနှက်ဖြစ်နေမထွက်ခင်ပါစထွက်ကြမယ်တောင်းပေါ်ဆိုတော့အချိန်နည်းနည်းယူရမယ်ပြီးတော့ခရီးရလဲတော်တော်လေးကိုကြမ်းတယ်ကဲကဲမင်းတို့အားလုံးလိုတဲ့နေရာမှာဝင်အိတ်ကြတော့အားလုံးတယောက်တယောက်ကာကွယ်ရင်းနဲ့နေကြပေါ့ငါလည်းသွားအိတ်တော့မယ်အတွဲနဲ့အပိုင်းချောက်လေးကတော့ဒီမှာတင်ပြီးဆုံးလို့သွားပါပြီရရှိပြီးတော့တန်းနှစ်တက်ကြမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ပိုင်းစော်တွေမှာဘာဖြစ်လာအောင်မလဲဆိုတော့စောင့်မျှော်ပြပေးကြပါအောင်ရှင် အားလုံးပဲကျမပျော်ရွှင်စရာနေ့ရက်လေးကိုထားရပိုင်ဆိုင်နိုင်ကြပါစေ။